အရေးတွဲပြန်စကလုံးတွေတဲကအန်နီနဲ့ဆမ်ကိုအချို့ဆိုတဲ့အဓိပ္ပာယ်ပြန်ရတယ်ဆိုတော့ရှေ့သင်ခန်းစာမှာပြောပြပြီးဖြစ်ပါတယ်။ဒါဆိုရင်အန်နီကိုဘယ်ခါသုံးလဲ။မေကွန်ဝါကြမှာသုံးပါတယ်။ညင်းဆူဝါကြမှာသုံးပါတယ်။ဆမ်ကိုတော့ယိုယိုဝါကြမှာသုံးပါတယ်။ examiner တကွာလေ့လာကြည့်ပါမယ်။ Do you have any plan အစီအစဉ်အချို့ရှိလားအစီအစဉ်တစုံတရာရှိလားအဆင်ပြေသလိုဘာသာပြန်လို့ရပါတယ်။ တကယ်လို့မရှိဘူးဆိုရင်တော့ no i don't have any plan တကယ်တော့ conversation နေမှာဆိုလို့ရှင်တော့ plan ဆိုပြီးတော့ထည့်ပြီးတော့ရေးလို့မရှိပါဘူးမြုပ်ပြီးတော့သုံးနေရှိပါတယ်တကယ်လို့မြန်ရေးမယ်ဆိုရင်တော့လေ any နဲ့သုံးရတယ်ဆိုတော့ပြောချင်တာပါတကယ်လို့ရှိတယ်ဆိုရင်တော့ yes i've sent plans ကျွန်တော်မှ season တချို့ရှိပါတယ်ဒါကြောင့်မို့ any နဲ့ sam ကိုကိုယ်ကိုယ်ပြပြသုံးတတ်ရမှာဖြစ်ပါတယ်ဝါကျအမျိုးအစားပေါ်မူတည်ပါတယ်